ဒီနေ့ခေတ်ကတော့လူသားတွေကကဘာကိုပုံဖော်နေတဲ့ခေတ်ပေါ့တိပံပညာရှင်တွေကတော့ Anthropocene ခေတ်လို့ခေါ်ကြတယ်။ဒါပေမဲ့အဲ့ဒီခေတ်တွေမှာပဲဘာလို့ကျွန်တော်တို့ရဲ့နိုင်ငံရေးစစ်စစ်တွေကဒီနေရာမှာပြိမိနေတယ်လို့ဖြစ်နေရတာလဲ။ဒီအကြောင်းကိုပဲဒီနေ့ဆွေးနွေးသွားမှာပါ။ဒါတော်တော်ကုန်အဖြစ်ရခက်တဲ့မင်းခွန်းကြီးတစ်ခုပါပဲ။ပြဿနာကိုကျွန်တော်တို့သိနေတယ်။အချက်လက်တွေကလည်းအရင်ကထက်အများကြီးပိုရှိနေပြီ။ဒါပေမဲ့တကယ်လက်တွေမှာထိရောက်တဲ့လှုပ်ဆောင်မှုတွေက ဘာလို့ဒီလောက်တောင်နေခွေးနေရတာလဲအဖြေကဘယ်မှလဲအတူတူလိုက်ရှာကြည့်ကြတာပေါ့ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့နေထိုင်နေတဲ့ Kitit Anthropocene Kit ဆိုတာဘာလဲဆိုတာနဲ့အရင်ဆုံးဆက်လိုက်ကြရအောင်ရှင်းရှင်းပြောရရင်လူသားတွေဟာအခုဆိုရင်တဘာဝတရားရဲ့အင်အားစုကြီးတစ်ခုလိုဖြစ်လာခဲ့ပြီးဟိုးရင်နှုံးကလိုတောင်ပြိုတာမြေရဲ့ကြီးတာတွေလိုပဲအခုလူသားတွေရဲ့လိုရဲ့ကြီးကကဘာမြေကြီးတစ်ခုလုံးကိုဘူမိပြည့်တဲ့အရာပြောင်းလဲပစ်နိုင်တဲ့အထိဆွမ်းအားကြီးတာတွေဆိုတဲ့သဘောပါပဲ။ ဒါဟာတကယ်ကိုတမိုင်းမှတစ်ခါမှမကြုံဘူးတဲ့အခြေအနေတစ်ခုပါအထံ950ခုနှစ်လောက်မှာပေါ့တကုတ်ခုကတီတီတာတာကြီးပြောင်းလဲသွားခဲ့တယ်သိပ္ပံပညာရှင်တွေကတော့ဒါကိုမဟာအရှင်အဟုံဆိုပြီးနာမည်ပေးထားကြတယ်ကဲအဲ့ဒါဘာလဲဆိုတာကြည့်လိုက်ရအောင်ဒီမှာကြည့်လိုက်ရင်ရှင်းနေတာပဲ20ရာစုနှစ်လယ်လောက်ကစပြီးလူဦးရေကဘာစီပွားရေပြီးတော့စွမ်းအင်သွင်းဆွေးမှုရေအလုံးကဘီလိုတောင်အဆက်မတန်ထိုးထွက်သွားခဲ့လေဆရာကိုတွေ့ရပါလိမ့်မယ် မြင်ကွေးတွေအားလုံးကတက်တက်ကိုထောင်တက်သွားတာပဲအဲ့ဒီလိုလူသားတွေရဲ့လှူရှာမှုတွေထိုးတက်သွားတာနဲ့တပြိုင်တည်းချင်းမှာပဲကမ္ဘာပတ်ဝန်းကျင်ရဲ့အခြေအနေကလည်းထိုးချသွားတာကိုတွေ့ရမှာပါကာဗွန်ဒိုင်အောက်ဆိုက်ပမာဏတက်တော်ဆုံးရှုံးမှုနှုန်းတမှုတရာတွေရဲ့ acid တက်အားလုံးကလည်းအလားတူအရှင်အဟုန်နဲ့ပဲပို့ပို့ပြီးဆိုးရွားလာခဲ့ပါတယ်ကဲဒါဆိုရင်ကျွန်တော်တို့ရင်ဆိုင်နေရတဲ့တက်တနာရဲ့ပြဏာဆုံးတက်လွန်စာကိုကြည့်လိုက်ကြရအောင်အဲ့ဒါတော့ကျွန်တော်တို့ရဲ့ဖွဲ့စည်းတီစနစ်တရားခိမမီတော့ဘူး ဟိုးအရင်ခေတ်တခုအတွက်ဒီစောက်ထားတာခင်ဒီလိုပါပဲဒီမှာကြည့်လိုက်ရင်ဖြစ်တင်နာရဲ့အရင်မြက်ကိုရှင်းရှင်းလင်းလင်းမြင်နိုင်ပါတယ်ကျွန်တော်တို့ရဲ့အဆုံးရတွေစီဝါရဲ့စနစ်တွေအလုံးကဘေဘက်ကပုံလို့တင်းငင်းဒီခံမရလွယ်ကိုတဲ့ဟိုလိုစင်းခစ်အတွက်တိဆောက်ခဲ့တာတွေပါဒါပေမဲ့အခုကျွန်တော်တို့တကယ်တမ်းရင်ဆိုင်နေရတာကညာဘက်ကပုံလို့မတင်းငင်းမခံမနိုင်တဲ့အန်ထရိုပိုစင်းခစ်ကြီးဖြစ်နေပါပြီဒီအတုံးအနှုံးကဘာလို့ဆိုလို့လဲဆိုတော့ကျွန်တော်တို့ရဲ့စစ်တမ်တွေကလမ်းဟောင်းတစ်ခုမှာပိတ်မိနေတာကိုပြောတာပါ အဲ့ဒီလမ်းကအကျိုးမရှိတော့ဘူးပျက်စီးဖို့ပဲရှိတယ်ဆိုတာသိနေရင်တောင်းမှပြောင်းဘွားအရင်ခက်ခဲနေတဲ့အခြေအနေမျိုးပေါ့အချင်းပါနေတဲ့လမ်းဟောင်းအတိုင်းပဲဆက်ရှောင်နေကြတာမျိုးပါဥပမာပေးရရင်ခစ်မီဘီရှုပ်ထွေးလာတဲ့မြို့ကြီးတစ်မြို့တည်းကိုဆက်ရှိရာစုကမြေပုံအဟောင်းကြီးတစ်ချက်နဲ့လမ်းတွဲရှာသလိုပါပဲကိုလက်တက်ကမြေပုံကဟောင်းနေတာတစ်ခုတည်းမဟုတ်ဘူးကိုရောက်နေတဲ့နေရာနဲ့လုံးဝကိုအမဝင်တော့တာပါကျွန်တော်ရဲ့စီမင်းစီကန်းတွေကလည်းအဲ့လိုပါပဲဒါဆိုရင်ဖြည့်ရှင်းချက်ကဘာဖြစ်မလဲ ပြုပြင်ပြောင်းလဲမှုအသေးစားလေးတည်းနဲ့တော့မလုံလောက်တော့ပါဘူး။ကျွန်တို့ရဲ့ operating system တစ်ခုလုံးကိုအခြေခံကြကြအစင်မြင့်တင်ဖို့လိုအပ်နေပါပြီ။ဒီစကလုံးကနည်းနည်းတော့အနက်နဲပါတယ်။ဒါပေမဲ့အဓိကလာတော့ကိုယ်စနစ်ကိုပြန်သုံးသပ်နိုင်စွမ်းကိုပြောတာပါ။ဆိုလိုတာကတော့ကျွန်တော်ရဲ့လူအဖွဲ့စည်းဟာကိုယ့်ရဲ့အခြေခံဆုံးယုံကြည်ချက်ကိုတောင်ပြန်ပြီးမေးခွန်းထုတ်ရဲရမယ်၊သင်ခန်းစာယူရမယ်။ပြီးတော့လိုအပ်လာရင်ကိုယ်စီမင်းတွေကိုယ်တိုင်အသက်ကဲနဲ့ပြက်လေတည်ဆောက်နိုင်တဲ့စွမ်းရည်ရှိဖို့လိုအပ်တယ်ဆိုတာပါပဲ။ အရေးကြီးတာကတဟာမူဝါဒအသက်တစ်ခုဥပဒေအသက်တစ်ခုရှာဖွေလိုက်ရုံနဲ့မပြီးဘူးဆိုတာပါပဲ။ဒါကကျွန်တော်တို့ရဲ့အခြေခံအကြဆုံးအတွေးခေါ်တွေတံပိုးထားမှုတွေကိုမှပြန်လည်စဉ်းစားဖို့လိုတယ်ဆိုတဲ့အတိပ္ပေပါ။စဉ်းစားတွေးခေါ်ပုံကောပါအရင်ကနေပြောင်းလဲရမှာပါ။ Okay ။ဒါဆိုရင်စပြီးမိခွန်းထုတ်ကြည့်ကြရအောင်။ပထမဆုံးကတော့တရားမြတ်တာမှုပါ။ဒီလိုရာဒီဥဒုပြောင်းလဲမှုတွေဖြစ်နေတဲ့ကဘာကြီးမှာအတိတ်ကဖြစ်ခဲ့တဲ့ပျက်စီးဆုံးရှုံးမှုတွေအတွက်ဘသူကတာဝန်ယူပြီးပေးလျော်တင်တယ်လေ ိုလီဗီးယားနိုင်ငံရဲ့ရာသီဥတုဆိုင်ရာညင်နိုင်ငံမှုချုပ်ဟောင်းပါဘလိုဆလောင်ရိုမီရိုရဲ့ဒီစကားကဒီကိစ္စပေါ်မှာသဘောထားကွဲလွဲမှုဘလောက်ကြီးမားတယ်ဆိုတာကိုထင်ဟန့်စေပါတယ်။သူကဒါကအဖြစ်တင်နေတာမဟုတ်ဘူး။ကြောင်လင်ယူခိုင်းတာလို့ဆိုပါတယ်။ကိုလုံးလို့ပြည့်စည်သွားရင် ကိုပြန်ပေးရမယ်ဆိုတဲ့သဘောတရားမျိုးပေါ့။ဒါဟာတရားမျှတမှုနဲ့ပတ်သက်တဲ့အမြင်တစ်ခုချာကကြီးမားတဲ့ပဋိပက္ခတစ်ခုပါပဲ။နောက်ထပ်မိကုန်းတစ်ခုကရေရှည်တည်တတ်မှုပေါ့။ ကျွန်တော်တို့ဒီစကလုံးကိုအမဲတမ်းကြားနေရတယ်။ဒါပေမဲ့ခဏလေးစဉ်းစားကြည့်ပါ။အဲ့ရအားလုံးကရေရေပြောင်းလဲနေတဲ့ကဘာစစ်တပ်ကြီးထဲမှာကျွန်တော်တို့ကတကယ်တမ်းဘာကိုတည်တန်းအောင်ထိန်းသိမ်းဖို့စူးစမ်းနေကြတာလဲ။ဒီတော့ရရှိတည်တန်းမှုပေါ်အမြင်တင်တစ်ခုလိုလာပါတယ်။အရင်ကလိုမဟုတ်တော့ဘဲအစဉ်သုံးစဉ်နဲ့စဉ်းစားကြည့်လို့ရတယ်။နံပါတ်၁စီပွားရေးဆိုတာလူဖွဲ့စည်းကိုအကျိုးပြုဖို့ပဲတည်ရှိတယ်။နံပါတ်၂အဲ့ဒီလူဖွဲ့စည်းဆိုတာကလည်းကဘာစနစ်ကြီးထမ်းမှာပဲမြင်တင်နေထိုင်ရတာ။ ဒါကြောင့်နံပါတ်၃ကမ္ဘာစစ်နေရဲ့ကျမကြီးဟာအရာအားလုံးရဲ့အခြေတန်ဥမြင့်ပဲထစ်တယ်ဆိုတဲ့အမြင်သစ်ပါပဲ။နောက်ဆုံးအနေနဲ့ကျွန်တော်တို့ရဲ့ democracy system တွေကိုပြိုင်မေးခွင့်ထုတ်ဖို့လိုလာပါတယ်။ရေရိုရွေးကောက်ဖွဲ့ဆက်ဝန်ဒီဥပမာလေးနှစ်တစ်ချိန်အစိုးရပြောင်းတာတွေကိုပဲအာယုံဆိုင်နေတဲ့ကျွန်တော်တို့ရဲ့လက်ရှိနိုင်ငံရေး system တွေကရာစုနှစ်နဲ့ချီပဲတက်ရောက်မှုရှိမဲ့ကမ္ဘာလုံးဆိုင်ရာပြည်ထောင်စုကြီးတွေကိုတကယ်ပဲဖြစ်ရှင်းနိုင်စွာရှိရလား။ကဲ ဒီလောက်ကြီးမားတဲ့အခြေခံကြားတဲ့ပြောင်းလဲမှုကိုဘသူတွေကဥဆောင်မလဲအနာဂတ်ကိုဘသူတွေကရေးဆွဲကြမလဲစစ်ကြည့်လိုက်ကြရအောင်ဒီနေရာမှာပုံဖော်ဖန်တီးသူများဆိုတဲ့အုံအုံတခုရှိပါတယ်ဒါကဘာကိုဆိုလိုတယ်လဲဆိုတော့ရှိပီတာစီမံလွေကိုလိုင်းနာယုံတသက်မဟုတ်ပဲတရားမျှတမှုတို့ရေရှည်တည်တမှုတို့ဆိုတာလက်တွေ့မှာပါအထီးပဲလဲဆိုတာကိုပြန်ပြီးပုံဖော်ပြန်ပြီးအဓိပ္ပာယ်ခွင့်ဆိုနိုင်တဲ့လူကြီးအဖွဲ့အစည်းတွေကိုဆိုလိုတာပါအဲ့တော့အဲ့လိုပုံဖော်ဖန်တီးသူတွေကဘသူတွေဖြစ်နိုင်မလဲ အစိုးရတွေစီကချီးပဲပြောင်းလဲမှုကလာမှမဟုတ်ပါဘူး။တိပိုင်ပညာရှင်တွေနဲ့ကျွမ်းကျင်သူတွေလူမှုရေးလှုပ်ရှားမှုတွေနဲ့တက်ကြွလှုပ်ရှားသူတွေအတွေ့အခေါ်တည်တည်တင်သွင်းနေသူတွေရာဒီယိုတို့ပြောင်းလဲမှုရဲ့တန်ကိုရှေ့တန်းကနေခံနေရတဲ့အတိုင်းဝိုင်းတွေအားလုံးပါဝင်ပါတယ်။နောက်ဆုံးအချက်ကတော့တော်တော်လေးစဉ်းစားစရာကောင်းပါတယ်။ကဘာစစ်နစ်ကဘာမီကြီးကိုတိုင်မှာတော့ပြောင်းလဲမှုကိုတွားပြနေတဲ့အရာတစ်ခုဖြစ်နေမလား။ဒါကြောင့်အဓိကအချက်ကတော့ပြောင်းလဲမှုဆိုတာနေရာတစ်ခုတည်းကနေလာမှမဟုတ်ဘူးဆိုတာပါပဲ။ ဒီပြက်တနာကိုတယောက်ထဲတဖွဲ့တည်းဖြည့်ရှင်လို့မရတော့ပါဘူးအခုနကပြောခဲ့တဲ့အလှပောင်းစုံကလူတွေအလုံးကြမှာဆွေးနွေးမှုအတိတ်တခုစတင်နိုင်မှသာရှိဆက်နိုင်မှဖြစ်ပါတယ်အဆုံးသတ်အနေနဲ့ဒီမိန်းဝဲလေးကိုစဉ်းစားဖို့ခြံထားခဲ့ခြင်းပါတယ်ဒီငယ်အေးချမ်းခဲ့တဲ့ဟိုလိုစင်ခစ်ကကျွန်တော်တို့ကိုဒီနေ့မြင်နေရတဲ့ယဉ်ကျေးမှုတွေကိုပေးခဲ့တယ်ဒါဆိုရင်မတီငယ်မခမိုင်းနိုင်တဲ့ဒီအန်တရိုပိုစင်ခစ်ကတော့ကျွန်တော်တို့စီကဘာကိုပြန်တောင်းဆိုနေတာလဲ